တော်လိုင်းရဲ့အင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရွေးကောက်ပွဲကျင်းပနိုင်ရေးဆိုတဲ့အချက်ကိုထည့်သွင်းဆွေးနွေးလာတာဖြစ်ပါတယ်။လူရင်းပြောရရင်တော့အာရခတတ်တော်ထိန်းချုပ်ထားတဲ့လွမြောက်နယ်မြေတွေမှာသူတို့ကရွေးကောက်ခံယူခြင်းတဲ့သဘောမျိုးလို့လေးဦးရဲ့အဖန်ကနားလည်ပါတယ်။ရွေးကောက်ပွဲကိုမင်းပြင်းမဲ့ပြည်သူတွေမင်းလာပြင်းနိုင်အောင်ပြည်သူတွေလုံခြုံရေးပြည်သူတွေထံဆောင်မှုအဲ့ဒီပြည်သူမပါဝင်မင်းလည်းကျွန်တော်တို့ဘာမှမရဘူး။ အဲ့တော့ပြည်သူပါဝင်အောင်ဆိုတဲ့အပိုင်းနဲ့ပြည်သူတွေ incentive ကျွန်တော်ပေးရအောင်မယ်။လက်နက်ကဲဖွဲ့စည်းညာရဲ့လက်နက်ကဲတော်လှန်လာတဲ့အကြောင်းရင်းကိုလည်းကျွန်တော်ရှာပြီးမှကျွန်တော်အများကြီးနိုင်ငံရေးအပေးယူလုပ်ကြရုံနဲ့ကာလဒီနတ်သက်ကရဲ့ကာလကောင်းမွန်ရဲ့ကာလမှာဖြစ်နိုင်တယ်။အဲ့ဒါကျွန်တော်တို့သွားနေတဲ့အရွေးချစ်တဲ့နိုင်ငံရဲ့အရွေးတစ်ခုကကြီးကြီးမားမားဒီကာလမှာဖြစ်ဖြစ်ကာလကာလမှာဖြစ်ဖြစ်ပြောင်းလဲပြီးမှရွေးကောက်ပွဲမှာလူတိုင်းလုံခြုံစိတ်ချပြီးမှပြည်အားမပါနေတဲ့ free and fair election ကိုလူတိုင်းလာနိုင်အောင်လုံခြုံအောင် ်နောက်ဆက်ကဒီကာလုံးဒီဆောင်ရွက်ပေးနိုင်ခြင်းရှိတယ်